ေးတယ်မယ်ယူရတယ်အခုဘာတွေမှားနေလဲစိတ်တက်မရှိတော့ပါဘူးအရင်လိုစိတ်တက်ကစားသမားတွေမရှိတော့ပါဘူးအရင်တော့ဆိုရင် Roy Keane တို့ Ferdinand တို့ဥမာ Rooney တို့စိတ်တက်အဲ့လိုမျိုးစိတ်တက်လုံးဝသိရမှာ Gary Neville ဥမာ Gary Neville ဆိုရင်တကယ်တမ်းဘောလုံးသမားအရင်တော်ရဲလူမဟုတ်ဘူးဒါပေမဲ့စိတ်တက်သူကွင်းပေါ်မှာတည်ပေးမယ်ဆိုရင်စိတ်တက်တွေမရှိတော့ပါဘူးမင်းယူမှာလီဒါတွေမရှိတော့ပါဘူးကစားသမားတွေတော်တယ်ဥမာဘရူနိုဖာနန်ဒက်စ်တော်တယ်တဲလန့်ရှိတယ် ဒါပေမဲ့ captain စိတ်တက်မရှိဘူး maguire ဆိုရင်အဲ့ကောင်ဆောက်ယူ maguire ဟိုဆောက်ယူအကြီးစားပဲအခုပြောချင်တာ quality ကစားသမားတော်တာထက်စိတ်တက်တယ်လို့ရအဲ့ကြောင့်စီးပွားရေးတွေအလုပ်တွေမှာလည်းအဲ့တိုင်းပဲတခါလေကျရင် talent is not enough character စိတ်တက်ကေပိုပြီးအရေးကြီးတယ်တချို့အကိုရဲ့အလုပ်ကိုယ်နဲ့လှုပ်တွဲလှုပ်တဲ့လူတွေတော်တဲ့လူတွေရှိတယ် character မကောင်းရင်အကူကတစ်ချိတ်အဲ character မကောင်းရင်အကူလက်မခံဘူးအဲ character စိတ်တက်ကအရေးကြီးဆုံးပါကိုမြင်တာတော့ ကျောင်းတော့ရတဲ့ခွဲခြားဆက်ဆံတဲ့သူတွေရတဲ့အခုအောင်မြင်နေပြီလားအကိုကျောင်းတော့ကတကယ်တမ်းအမှန်တိုင်းပြောရရင်အကိုရဲ့ဒီလူငယ်အချင်းချင်းကခွဲခြားဆက်ဆံတာသူတို့ကစမ်းကြည့်ရမှာမရဘူးပေါ့နော်အကိုတို့လိုကောင်ကအဲ့လိုမျိုးလက်ခံမဲ့ကောင်မဟုတ်ဘူးတရားမှာအကိုတို့ကငငယ်တဲ့ဆိုးတဲ့ကောင်အဲ့တော့ဒါပေမဲ့ဆိုးတာပါလဲဆိုတာဆရာဆရာမတွေဆရာဆရာမတွေအတန်းမိုင်နေအကိုတကုံတက်မှတက်တော့အကိုမှတ်မှတ်ရရအကိုအိုက်ကမ်းမှတက်တော့အဲ့ဆရာဆရာမတွေကအဆိုးဆုံးပဲပေါ့နော် သူတို့ကအဲ့လိုမျိုးခွဲခြားဆက်ဆံတာသူတို့ရဲ့စကားပြောပုံတွေအကိုမှတ်မှတ်ရရတပုံတက်မှာအဲ့ရုံကဘောလုံးကိုစာမသိအဲ့ကလာကိုခေါ်လိုက်တော့ဘာလို့သိရမလားအဲ့လိုမျိုးပြောတဲ့အချိန်မှာအဲ့ဒါတွေကခံရတာအခက်ဆုံးပေါ့ဘာလို့ဆိုတော့ဘာမှလုံးလုံးမရဘူးသိရမလားဟိုကိုကလည်းငငယ်လေးกว่าအဲ့လိုမျိုးစောက်ရှက်ခွဲတဲ့အချိန်မှာဘာမှလုံးလုံးမရအတန်းသားအချင်းချင်းဆိုရင်စောက်ခွဲရိုက်လိုက်လို့ရတယ်ကိုပြောချင်တာသိရပါကိုတို့ကလည်းအဲ့လိုမျိုးကြီးလာတဲ့ကောင်တွေရံဖြစ်ပြီးကြီးလာတဲ့ကောင်တွေ အဲ့လိုမျိုးဒါကတော့လူငယ်တဘာဝအရဆန်းကြည့်တယ်လူနည်းစုကိုဆန်းကြည့်တယ်မရရင်သူတို့ကမလုပ်ဒါပေမဲ့အဲ့ဒီလူကြီးတွေဆရာဆရာအကိုကတဲ့ no smoking no drinking လာတယ်ဟုတ်ပါတယ်အကို smoking ကိုလုပ်တဲ့လူမဟုတ်ပါဘူးကိုကိုတိုင်းဆေးလေးကိုဝယ်တောက်တဲ့လူမဟုတ်ဒါပေမဲ့တစ်ခါလေးကျရင်အကိုတငယ်ချင်းတို့ရယ်ဆေးလေးရှိရပါ냐ဆိုရင်တော့အဲ့လိုမျိုးအပြင်တို့ဘာလို့မှသွားတဲ့ချိန်တစ်ခါလေးတောက်လိုက်တာရှိတယ်ဒါပေမဲ့အကိုအဲ့လိုမျိုးဆေးလေးတောက်တဲ့လူမဟုတ်ပါဘူး no drinking ကတော့လုံးဝပါအကိုကတကယ်တမ်းအရက်တောက်တဲ့လူမဟုတ်ဘူးအကိုငငယ်တွေကလည်းမတောက်ဘူးအခုလည်းမတောက်ဘူးရှေးလျှောက်လည်းတောက်ဖို့မရှိဘူးအကိုရှိမှမူရာတို့ဘာလို့ဆိုတော့တသက်လုံးမှအကိုမခံစားခဲ့ဘူးပေါ့နော်အရက်လည်းတောက်တဲ့လူမဟုတ်တဲ့အတွက်အကိုဒါတွေမသိဘူးပေါ့နော် အကူကအဲ့ဒါဘာကြောင့်လဲဆိုတော့အကူကငငယ်တော့ဘောလုံးသမားဖြစ်ချင်တာပေါ့နော်အဲ့ဒါကြောင့်အကူကအရင်တော့ငငယ်တော့တကယ်ကို16နှစ်15နှစ်တော့ training မဲ့တော်တော်ဆင်းနေအဲ့တော့ဘာစိတ်လေးမှလည်းမထီဘူးပါမလည်းဘယ်ဟာမှမလုပ်ဘူးအကိုအဲ့ဟာကိုပဲ training မဆင်းနဲ့ပေါ့နော်အဲ့တော့အဲ့ကလေးကအကိုကအင့်ဖြစ်သွားတာပါအဲ့တော့အခုဆိုရင်လည်းဆေးလေးကတစ်ခါတလေကြရင်တော့ငွေချင်းတွေရှိရင်နည်းနည်းပါးပါးတောက်တာတွေရှိရအကိုကိုယ်တိုင်ဆေးလေးဝယ်ပြီးတောက်တာလုံးဝမရှိပါဘူးအဲ့တော့ no smoking no ပဲရတယ်မြန်မာ versus မလေးရှားဘောလုံးကန်ရင်ဘယ်အသင်းကိုအားပေးလဲမြန်မာပေါ့အကိုရဲ့မွေးလာတဲ့နေရာမြန်မာလေအကိုကမြန်မာပါပဲအကိုအဲ့အကြောင်းမြန်မာပြည်အားလူတွေကိုပဲအကောင်းဆုံးဖြစ်အောင်လို့အကိုဒီလို knowledge sharing တွေပေးနေတာပါအမှန်တိုင်းပြောရင်အကိုမြန်မာပြည်မှာလည်းအကို foreigner လို့ခံစားရတယ်အကိုမလေးရှားမှာလည်း foreigner လို့ခံစားရတယ်ဘယ်နိုင်ငံမဆိုအကိုသွားတဲ့နေရာတွေမှာ foreigner လို့ခံစားရတယ်ပေါ့နော်အကိုငငယ်တဲ့ရပေါ့နော်အကိုကမွတ်စလင်လည်းဖြစ်နေရလည်းပါတယ်ပေါ့နော် ဘာလို့ဆိုတော့အကိုငငယ်တော့အကြောင်းသွားရင်လည်းဟိုဗုဒ္ဓဘာသာတွေများတယ်အကိုတို့မွတ်စင်ဆိုတာတယောက်နှစ်ယောက်ပဲရှိတယ်အဲ့ဒီတော့ကျတော့အရန်ခွဲခြားဆက်ဆံနာကိုအမြဲခံခံရလူပေါ့နော်အဲ့တော့အကိုနိုင်ငံမှာလည်းအကိုကတကယ်တမ်း foreigner လို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့အမှန်တိုင်းပြောရရင်တော့အကိုအနေနဲ့ကတော့အကိုမွေးလာတဲ့နေရာအကိုကြီးလာတဲ့နေရာမြန်မာအကိုနှလုံးသားထဲမှာအများကြီးရှိတယ်အဲအကြောင်းလဲအကိုဒီလို content တွေလုပ်တယ်ဆိုတာလဲမြန်မာပြည်ကလူတွေကိုအကောင်းဆုံးပေးဆက်ခြင်းလို့အကိုဒါတွေလုပ်နေတာပါ ဆဆရရအတွက်ကျေးဇူးပါတကာကြီးတဲ့ဖို့ဖို့လို့ရှိရ comment တွေတွေ့ရရင်ကျွန်တော်ဝမ်းသာပါတယ်ပီတိလည်းရပါတယ်ကျွန်တော် message တွေလည်းရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဆိုတာဒါဘာသာမတူဘူးတယောက်နဲ့တယောက်လေးစားမှုရှိတယ်ဒီလိုမျိုးတွေမြင်ရတာကျွန်တော်တို့အတာဝမ်းသာပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့နိုင်ငံဒါမျိုးတွေလိုအပ်ပါတယ်တယောက်နဲ့တယောက်ကိုနားလည်မှုတွေရှိအောင်လို့ပေါ့နော်ကျွန်တော်လည်းကျွန်တော်ဘာသာအနေနဲ့အကောင်းကျိုးတွေပါရှိလဲဆိုတာကျွန်တော်လည်းအကောင်းဆုံးဖြစ်အောင်ပြောပြဖို့အများနဲ့စူးစမ်းပါတယ် ဒါမှလည်းတယောက်နဲ့တယောက်နားလည်မှုရှိမှာပေါ့နော်တယောက်နဲ့တယောက်နားလည်မှုရှိရင်မုန်းတီးမှုဆိုတာမရှိတော့ပါဘူးဘာသာရေးခွဲခြားမှုဆိုတာကျွန်တော်တို့အတွက်ကပညာမဲ့အောက်တန်းစားတွေပဲလုပ်တဲ့အရာလို့ကျွန်တော်ကတော့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းဘုရားဘော်တော်ဘုံမှာအများကြီး respect ရှိတယ် Christian ဘုံမှာလည်း respect ရှိတယ်တယောက်နဲ့တယောက်ဆိုယုံကြည်မှုတွေမတူဘူးဒါပေမဲ့ယုံကြည်မှုတွေမတူပေမဲ့ဒီကမ္ဘာမှာလဲပတ်နေတဲ့လူတွေကြီးပါပဲ